ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခါမှတင်ဆက်ပေးဖို့ရည်ချက်ထားတဲ့ဇလံအကြောင်းအရာလေးကတော့စာရည်သူမြူကိုလင်ကာရဲ့ဖုန်ကြီးတရဲဆိုတဲ့ဇလံအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။မိခွက်ကြီးကြီးပါ။အမ်းမြုံနယ်မှာကြီးပါလေးတရားဖြစ်ပါတယ်။အင်ဂျီ60ခန်းသာရှိပြီးတော့ဒေသခံရခိုင်လူမျိုးများနဲ့ချင်းလူမျိုးများစုပေါင်းနေထင်ကြတဲ့ရွာလေးတရားဖြစ်ပါတယ်။ရွာတုံကုန်းပေါ်မှာတော့စီတီတော်တစုရှိပြီးတော့တရားလုံးကူးခွေရာဖုန်ကြီးကျောင်းတစ်ကျောင်းနဲ့ရှိပါတယ်။ မိုးရာသီမှာတော့လယ်ယာလုပ်ငန်းလုပ်ကင်ချပြီးတော့ဆောင်းရာသီစပားရိတ်သိမ်းချိန်မှာတော့ယောသားများဟာတခြားလူစီယာအလုပ်ပါသွားပြီးတော့အားလန့်နေကြပါတယ်။လူငယ်လေးများမှလည်းတခြားနေများသို့အလဲပတ်သွားသူတခြားရွာများသို့အပြိုလက်ရန်သွားသူများပွဲလန်းသပင်သွားသူများနဲ့မိုးမကြမီကာလများမှတော့လူငယ်တဘာဝပျော်ပါနေကြပါတယ်။မိုးအောင်မိုးအောင်ဘာလဲကွာဇော်လင်ညကျရင်လက်ပံကောင်ကငါ့ကောင်မလေးစီသွားမလို့အဲ့ဒါလက်ခက်ပေးပါလားကွာ။ ဟာအဝိကြီးပဲကွာမင်းဟာကလည်းနေနေနော်နော်ခီးလားလိုက်ခဲ့ပါကွာငါမှအကူစရာတငယ်ချင်းဆိုလို့မင်းမဲရှိတာပါအဲ့တော့ရှောက်ရမယ်ခီးဒီတိုင်းတော့မရဘူးဟိတ်ကောင်အေးပါကွာငါစစင်ပေးပါမယ်မင်းသာညနေရေမို့ချုပ်အစင်းသင့်ပင်တာငါလာခွန်မယ်စောလင်းဆိုတော့ကာလာသာလူငယ်ကတငယ်ချင်းဖြစ်သူမူအောင်အာသူ့ချစ်သူနဲ့ချိန်မအီအတွက်ကိုအကူညီလာတောင်းနေခြင်းပဲဖြစ်ပါတယ် လက်ပံကိုဆိုတာကတော့သူတို့ရွာမှာဆိုရင်တော့ချင်းလင်း၃နိုင်ရှောင်းရမှာကြောင့်မူးအောင်ကိုချက်ခေါ်နေရခြင်းပဲဖြစ်ပါတယ်။ညနေစောင်း၅နိုင်ခန့်မှာတော့လူဦးသားဟာဝေကောင်းဆားလာမြောင်ဝေပြီးတော့ရွာတော်လန်းကနေတဆင့်လက်ပံကုံရွာသို့ထွက်ခွာလာခဲ့ကြတယ်။တောင်များတဲ့အရာမို့တရွာနဲ့တရွာဆက်သွယ်ရေးလမ်းမှာတော့တော်လန်းများမှအဆင်ပြေလို့သွားလာကြရင်လမ်းကြောင်းတွင်နေခြင်းမျိုးပဲဖြစ်ပါတယ်။နေရသည့်ကာလမို့တစ်ပင်ကြီးများဟာရွက်ဟောင်းကျပြီးတော့ရွက်တစ်များဝေလျက်တုံးမီလောင်ထားခြင်းကြောင့် တောအောက်ချိန်မှာတော့ရှင်းနေလျက်ရှိနေပါတယ်။အဲ့လောက်အဝေးကြီးကကောင်းမလေးနဲ့ဘလို့ကြိုက်သွားတာလဲကွ။ငါ့ကိုတော့မပြောဘူးရှူထားတာ။ဆောင်းတော့ကသူတို့ရွာကောက်ရိပ်အငားတော်တော့ကကြိုက်ကြတာကွ။မပြောဖြစ်တာကတော့ငါရွာရောက်တာတလမပြည့်သေးဘူးလေ။မင်းနဲ့လည်းတေချာမဆုံးဖြစ်သူလို့ပါ။အဲ့ဒါကအရေးမကြီးပါဘူး။ငါပြောထားတဲ့ဒါလေးကိုလက်ပံကုန်းရွာထိပ်မှာညဆယ်နှစ်အထိဖွင့်နေဆိုင်ရှိပါတယ်။အပြင်ချက်မှာတောက်ကြတာပေါ့။ လက်မကိုပစံနာကွေးပြနေတဲ့မူအောင်ကြောင့်ဇွန်လင်းကရီမောကရှင်းပြရင်လက်တာတာနဲ့နေရောက်သားဆောင်းနောက်ရဲ့ရောက်လာကြရကနေရှင်းနိုင်ရဲ့ကြောကြောခံမှာတော့လက်ပံကုန်းရွာထက်ကိုရောက်လာပါတော့တယ်မူအောင်ဟိုမှာရက်ဆိုင်မင်းတောက်ပြီးစောင့်နေငါသိပ်မကြောက်ဘူးပြန်လာခဲ့မယ်မူအောင်ရဲ့လက်မှာပစံများကိုထိုးပေး၍စီမီးအောင်ထင်ထင်လူစုစုရှိနေတဲ့ရက်ဆိုင်ဖွင့်ထားရတဲကြီးတလုံးကိုညွန်ပြ၍ဇွန်လင်းတယောက်ရွာနေဝင်သွားရာမူအောင်လည်း မေဆက်ရဲဆိုင်လေးအတွင်မှဝင်၍အရက်တစ်ပိုင်းမှတောက်၍ဇွန်လင်းကိုစောင့်ဆိုင်နေပါတော့တယ်။မူးအောင်ရဲ့တစ်ပိုင်းကုန်ချင်းရောက်ပေမဲ့ဇွန်လင်းတယောက်ပြန်မလာသေးတာကြောင့်မူးအောင်ဟာတယောက်တည်းဆိုင်မှာဒီတိုင်းထန်နေရေမကောင်းတာကြောင့်နောက်တစ်ပိုင်းမှပြီးအချိန်ဆွဲတောက်နေရပြန်နေ။ဆိုင်မှာတစတစနဲ့လူများပါလာပြီးတော့တောက်သုံးသူဟူ၍မူးအောင်တယောက်သာရှိနေပါတော့တယ်။ကောင်းလေမပြန်သေးဘူးလား။ဆိုင်ပိတ်တော့မယ်။ဟုတ်ကဲ့ဦးလေးကျွန်တော်ကိုပါစင်နှလုံးပေးပါ ကျွန်တော်ဟိုနားလေးမှာနေလို့ရမလားတကယ်ချင်းတယောက်ကိုစောင့်နေလို့ပါအော်အေးအေးအေးလူပြိုသွားလေတာလားကြာတတ်ပါတယ်ရတယ်ရတယ်ထိုင်ကုန်တလုံးယူသွားပြင်မပဲဆန်းရှင်းချခဲ့ပေါ့ကျေးဇူးပါဦးလေးအရေဖိုကြာတဲ့ငွေများ ပေးချေပြီးတော့ဆန်းရှင်းဦးလေးကြီးကနားလည်မှုရှိစွာနဲ့ပေးလိုက်တဲ့ခုံကိုယူပြီးတော့မိုးအောင်တယောက်ဆန်းရှင်းခက်လက်လန်းလိုက်ရအောင်မှထိုင်ရင်းနဲ့ဇော်လင်းကိုစိတ်အတွင်းမှာတော့ကျင်ဆဲလျက်ရှိနေပါတယ် နောက်ထပ်နိုင်ဝက်ခန့်စောင်းဆိုင်ပြီးတဲ့အခါမှာပဲဇော်လင်းတယောက်ပြန်ရောက်လာရင်းနဲ့ဆက်ဖြီးပြီးနဲ့ဟဲ့ဟဲ့စောင့်နေရတာကြာသွားလားတကယ်ချင်းငါမစင်းလိုက်ချင်းမနော်အရေးဆိုင်ပဲလို့ဒီမှာထိုင်စောင့်နေရတာနိုင်ဝက်လောက်ရှိနေပြီဘာလို့လုံနေကြတော့ဒီလောက်ကြာတာလဲဘာမှမလုပ်ပါဘူးကွာသူတို့အိမ်ပေါ်မှာပဲဒီတန်ရိုးရိုးသသာထိုင်စကားပြောနေရင်းနဲ့စကားမပြတ်နိုင်ဖြစ်နေတာတောင်းမှန်ပါလေကွာရပါလေကွာ ထားလိုက်ပါတော့ ယောကစ်လိုက်အောင်မင်းရောတောက်လေဖားမနေနဲ့ဟိတ်ကောင်မင်းကိုစောင့်ရင်းတောက်တာ တလုံးကုန်နေငါမူးချင်နေပြီငယ်တငယ်ချင်းများပြီပြီမိုးအောင်မှာကြာရှည်စိတ်မဆိုးနိုင်ပဲနဲ့ဇော်လင်းကိုတူဝလာတဲ့အရက်ထဲကနေတလုံးထိုးပေးလိုက်တော့ဇော်လင်းလည်းအမင်းမပါရင်မပါနဲ့မော့တောက်ရင်နဲ့နယောက်သားဟာလိုက်ရောင်အလင်းနဲ့ရွာပြန်လာခဲ့ကြတော့တယ်။သွားလာနေကြလမ်းဖြစ်တဲ့အပြင်လိုက်ရောင်ကနှိမ့်နေမချထိန်လင်းနေတာကြောင့် အရက်တော်လိုက်တချင်းများအော်ဆူလိုက်နဲ့နှစ်ယောက်သားဟာရွာပြန်လာခဲ့ကြတော့တယ်။လက်ပံကုန်းရွာမှထွက်ပြီးတော့တနာရီခန့်အကြာလမ်းတနေရာမှာခဏနားကြရင်နဲ့ဝယ်လာတဲ့အရက်များအကုန်တောက်လိုက်ကြရာ နေရောင်လုံးမှာမုန်းရီကုန်ကြတော့တယ်။မိုးအောင်ဟာဆိုင်မလဲတောက်လာသေးတာမို့လမ်းလျှောက်ရင်းနဲ့တိုင်းခွေနေနေတော့တယ်။အားလေးရှာလေးတဲ့နဲ့ဇော်လင်းလမ်းမလျှောက်ချင်တော့ကွာနေဆက်ရတနေရာအိတ်ကြရအောင်အေးပြန်မက်ခီရလဲဝေးသေးတယ် တနေရာဝင်အိပ်ပြီးမှမနေ့ထပ်ပြန်ကြတာပေါ့မိုးအောင်အစိုးကိုဇော်လင်းကထောက်ခံရင်းနဲ့ဘီဘီဝဲရလမ်းကြည့်ရင်းနဲ့တိုင်းခွင့်နေရှောက်လာခဲ့ကြတယ်။နေရောက်သားမူးယီနေကြတာကြောင့်သူတို့ရသွားတဲ့လမ်းမဟုတ်ပဲတခြားလမ်းခွဲတစ်ခုကိုရှောက်နေမိမှနေရောက်သားမသိကြဘူး။ဟဲ့ကောင်မိုးအောင်ဟိုမှာအဆောက်အဦတစ်ခုတွေ့လား။လူနေလားမသိဘူးကွာ။လာကွာ။လူနေလဲတညခွန့်တောင်းပြီးအိတ်ကြမယ်။လမ်းဘေးခက်လက်လက်မှာတော့အုတ်တိုက်တစ်ခုကိုဇော်လင်းကအရင်လမ်းတွေ့တာကြောင့် မိုးအောင်ကိုပြရင်နဲ့နှစ်ယောက်သားဟာအုတ်တက်စီကိုရှောက်သွားလိုက်ကြတော့တယ်။အနည်းရောက်တော့မှຫນွယ်ပင်တစ်ချို့အုတ်နဲ့ရင်ပေါ်မှာတွေ့တက်နေတဲ့အုတ်တက်ပြက်တစ်ခုမှန်းကိုတွေ့လိုက်ကြရတော့တယ်။လူမရှိဘူးထင်တယ်။အချဲဝင်အိမ်မယ်ကွာ။ဒီလောက်ပြက်နေတာဘယ်ကလူရှိမလဲကွာ။နှစ်ယောက်သားဟာတကားမရှိရဲ့ဝင်းပေါက်ရှိမှရက်၍အပြန်လန်ပြောဆိုနေကြချိန်မှာပဲ။ချောင်းဟန်တန်ခတ်အုပ်အုပ်ပြပြီးတော့အုတ်တက်ပြက်တစ်ခုအတွင်မှလူရိပ်တစ်ခုလမ်းထွက်လာတာတွေ့လိုက်ရတာကြောင့်မြောက်သားဟာကြောင်သွားကြတယ် ဖုံဖုံကြီးတပါပဲဆိုလေဒါဖုံကြီးကြောင်းထင်တယ်ဖုံကြီးတွေ့မှာတော့ဖုံကြီးကြောင်းပေါ့ကွတစွန်းတစလိုက်အောင်ကြာနေတဲ့နေရအုတ်တက်ပြက်ဝင်းအတွင်မှာတော့ဖုံကြီးတပါထွက်လာရရင်သူတို့ပဲမျက်နှာမူ၍ညင်တက်စွာနဲ့ရှိနေတယ်မျက်နှာကိုတဲခွဲစာမမင်ရတာကြောင့်ရုပ်ရည်အသက်ရွယ်ကိုတော့ခံမလို့မရကြဘူးရင်ထူးနေရကနေဇွန်လေးကလက်အုပ်ချလိုက်ရင်းနဲ့အရှင်ဖျားတပည့်တော်တို့ဒီမှာတညလောက်ညအိတ်တဲခွတ်ကျင်ပါတယ် อืมဝင်ခဲ့လေရက်နေတဲ့ဖုန်းကြီးကနေလဲချောင်းကွဲတန်ကြီးနဲ့ဖုန်းကြီးမှပြန်ဖြစ်ရင်ပြောလာတဲ့တန်ကြောင့်မူးနေတဲ့နေရာမှာဘာကြောက်ဟုမဆိုနိုင်ပဲစက်တိန်မွေးကြီးများအလိုလိုထပ်ကုန်တော့တယ်နေရောက်သားဟာဖုန်းကြီးကျောင်းနောက်ကနေအတွင်းသို့ဝင်လိုက်ကြရာအုတ်တက်ပြက်အတွင်းမှာတော့မီးမထွန်းထားပေမဲ့အပေါ်မှအမိုးကများပောက်ပြဲနေတာကြောင့်အတွင်းမှာတော့အလင်းရောင်ရိုးရိုးရိပ်ရိပ်ရနေတယ်ဒီလောက်ယူယူနေတဲ့ကျောင်းလိုက်မှာ ဒီဖုန်းကြီးဘလို့တရင်သုံးနေထိုင်တာလဲလို့နေရောက်သားဟာမူးနေတဲ့ကြားကနေအံ့ဩစိတ်တော့ဝင်နေမိကြတယ်။ဖုန်းကြီးကလိုက်ရောက်မရောက်တဲ့အခန်းတောင်တနေရာမှာရက်လိုက်ရင်းနဲ့မင်းတို့ဒီမှာဖြစ်တယ်လို့အဲ့ကြတော့ကျောင်းကဟောင်းနေတော့ဖုန်းကြီးလည်းဖြစ်တယ်လို့နေရတာပဲ။တင်းမဖျားတဲခုခုရတာပဲဝမ်းတာလာပါပြီ။ဖုန်းကြီးမှသူတို့နေရောက်အဲ့ရင်အခန်းတောင်တနေရာမှာဂရင်တလုံးကိုညွှန်ပြရမှာတော့ဇော်လင်းက လက်အုပ်ကြီးဝန်တာကြောင့်ပြောလိုက်ပါတယ်။ဖုန်းကြီးမှာဇွန်လင်းနဲ့မူအောင်ကိုမျက်လုံးစိမ့်များနဲ့တခဏစိုက်ကြည့်နေရကနေတတိထားမိတဲ့ဇွန်လင်းဟာအလိုလိုကြောက်စိတ်များဝင်ရဲ့အဲ့ဒီနေရာမှာပဲညီလိုစိတ်မရှိတော့ပါဘူး။ဖုန်းကြီးကခဏအကြာမှာတော့အတွင်းဘက်ကိုဝင်သွားတော့တယ်။မူအောင်မင်းရသေးလား။အင်းဘာဖြစ်လို့လဲကွ။အဲ့မယ်လေ။အေးအေးအေးလာလာဇော်လင်းတယောက် သူ့စိတ်အတွင်းမှာမတိုးမတန့်ခံစားနေရမှုကိုမိုးအောင်ကိုအဖော်ပြုတ်တမ်းမရန်ကြိုးစားပေမဲ့မိုးအောင်ကအရက်ရှင်တဖြည်းဖြည်းတက်ကခေါင်းပင်ဆက်လူမတက်ရှိနေတာကြောင့်လက်လျှော့လိုက်ရတော့တယ်။ဟောင်းနှက်နေတဲ့ကတင်းတလုံးကအခန်းထောက်မှာရှိနေပြီးတစ်သားပြားများခင်းထပြီးတော့ဝဘိုးဝါအပိုင်းတစ်ခုကိုအလဲမထက်ချန်ခွဲပြီးတော့ခေါင်းအုံရံပြုတ်လုထားတယ်။ဇော်လင်းဟာမိုးအောင်ကိုကတင်းနေရန်ဘက်အချမ်းသို့တွဲယူကဇော်လင်းမှာမိုးအောင်ကိုကတင်းနေရန်ဘက်အချမ်းသို့ တွဲကူပို့လိုက်ရမှာတော့ဂရင်ပေါ်ရောက်တာနဲ့မူအောင်တယောက်ခဏအတွင်းမှာပဲတခေါခေါတခုခုဟောက်ပြီးတော့အမှုရှိန်နဲ့အိပ်ပျော်သွားပါတော့တယ်။ဇော်လင်းမှာတော့မူအောင်ပြီးလင်းချရင်လည်းအိပ်မပျော်နိုင်ဘူး။ဇော်ချွေးပြန်ပြီးအမှုပြေချင်တယ်လို့ဖြစ်နေတာကြောင့်ပုံမှန်မဟုတ်တဲ့အခြေအနေများကိုတရေရေပြန်တွင်းနေမိတော့တယ်။သူတို့ရွာနဲ့လက်ပံကုန်းရွာသွားတဲ့လမ်းကြောင်းမှာတော့အခုလိုအုတ်တိုက်ပြက်ဖုန်ကြီးကြောင်မရှိတာကိုဇော်လင်းတွင်းနေမိတယ်။အခုရနေတဲ့အုတ်တိုက်တိုင်းမှာတော့ဖုန်ကြီးတပါးတည်းသာတွေ့ရပြီးတော့ တို့ရစောက်တည်နေတဲ့ဖုန်ကြီးများလာလို့တွေးမိပေမဲ့စိတ်ဟာစနိုးစနောက်ဖြစ်နေတာကြောင့်မအိပ်ပဲနဲ့အချင်းတွေကိုစောင့်ကြည့်ရင်တွေးနေမိတော့တယ်။အဲ့ဒီအချိန်မှာပဲစော်လင်းတယောက်အချင်းစိတ်ကိုကြိုးစားထိန်းချုပ်၍ရှိနေချိန်မှာတော့အနောက်ဖက်အဆောင်ဖက်စီကနေခြေတံများကြားလိုက်ရတာကြောင့်စော်လင်းတယောက်ကတင်းမအသာထပ်ထိုင်ပြီးတော့ခြေတံကိုနားဆင်နေမိတော့တယ်။ခြေတံကပျောက်မသွားဘဲနဲ့ဆက်လက်ထွက်ပေါ်နေတာကြောင့်ကတင်းပေါ်ကနေအသားရဆင်းလိုက်ပြီးတော့ လှောက်ရှားတဲ့မကြားစီရင်ခြေကိုဖြွက်နေပြီးတော့ဖိုးကြီးဝင်သွားရအတွင်းဖက်စီကိုအတရာဝင်လိုက်တော့တယ်အတွင်းမဲ့အခန်းမှာလဲအမိုးများပောက်ပြဲပြီးတော့လိုက်ရောင်တစွန်းတစဖျားကျနေရာကြောင့်လိုက်ရောင်အလင်းနဲ့မျက်လုံးဝစ်ပြီးတော့ဖုံးကြီးကိုလိုက်ကြည့်ရမှာတော့မတွေ့ရတာကြောင့်အနောက်ဖက်ဆောင်မှာတစင်အပြင်ဘက်ကိုထွက်လာခဲ့ပါတော့တယ်အပြင်ဘက်မှာတော့လိုက်ရောင်ကြောင့်ပတ်ဝန်းကျင်ကိုရှင်းလင်းစွာနဲ့ဇော်လင်းမြင်တွေ့နေရပါတယ်အဲ့ဒီအချိန်မှာပဲ ကျောင်းနောက်ဖက်တောင်ကုန်းအောက်ကိုဆင်းနေတဲ့ဖုန်ကြီးနောက်ကျောကိုတွေ့လိုက်ရတာကြောင့်ဇော်လင်းလည်းပုန်းရှူ껙ရှူနဲ့လိုက်ပါသွားခဲ့တော့တယ်။ရှစ်မသွားနေတဲ့ဖုန်ကြီးရဲ့နောက်ခလန်လန်းမြင်တာယုံအကွာဝေးကနေဇော်လင်းမျက်ခြေပြမခံမဲလိုက်လာခဲ့တာနဲ့ကျောင်းနဲ့အတော်ဝဝရောက်လာခဲ့ကြတော့တယ်။တနေရာရောက်တော့ရှိကသွားနေတဲ့ဖုန်ကြီးရက်လိုက်တာတွေ့ရပြီးတော့ဘေးဘီဝေးရခေါင်းငယ်ကြည့်နေတာကြောင့်တစ်ပင်ကြီးတစ်ပင်နောက်မှာဇော်လင်းဟာကမန်းကန်ပုန်းကွယ်လိုက်မိတယ်။ဖုန်ကြီးဟာ နေရာမှာထိုင်ချပြီးတော့ရုတ်တရက်မြေပြင်ကိုလက်ပလာနဲ့တူးဆနေတာကိုဇော်လင်းတင်လိုက်ရတယ်။မြင်ကွင်းကဝေးနေတာကြောင့်ဇော်လင်းလည်းစိတ်ဝင်စားသွားမိတယ်။ဖုန်းကြည့်ပါကိုတူးဆနေတာလည်းတိလို့စိတ်ပေါ်လာတာကြောင့်တစ်ပင်များအကာအကွယ်ပြုတ်ပြီးတော့နီးနံသည်များနီးအောင်ချိကပ်ခရင်နဲ့မြင်ကွင်းကိုရှင်းလင်းစွာမြင်တွေ့နိုင်တဲ့အကာအကွယ်ရောက်ချင်းကြမှာတစ်ပင်ကြီးတစ်ပင်ကိုအကာအကွယ်ပြုတ်ရင်နဲ့မြေကြီးကိုတူးနေတဲ့ဖုန်းကြီးကိုကြည့်လိုက်မိတယ်။မြေကြီးဟာတူးဆပြီးသားဖွင့်မြေဖြစ်ပုံရတယ်။ ဖုန်ကြီးကဒူးထောက်ထိုင်ပြီးတော့မြေသားကိုဘေးနှစ်ဖက်ကိုရက်ထုတ်နေတာအတော်နဲ့နေတာကိုတွေ့လိုက်ရတော့တယ်။စောလီဟာဖုန်ကြီးရဲ့ဘေးပတ်လည်ပတ်ဝန်းကျင်ကိုတစ်ချက်ဝတ်ကြည့်မိခြင်းမှာမျက်လုံးပြူးသွားမိတော့တယ်။သူမြင်လိုက်ရတာကမြေစာပုံမမှုတွေနဲ့အတူမတ်တိုင်ထူးထူးထောက်ထောင်တွေကိုတွေ့လိုက်ရတာကြောင့်ဒီနေရာဟာတင်းဆိုင်ကုန်းတစ်ခုဖြစ်နေမှန်းကိုသိလိုက်ရတာကြောင့်ဖြစ်ပါတယ်။ဒီနေရာနဲ့အနီးဆုံးနေရာဟာလက်ပံကုန်းရွာဖြစ်တာကြောင့်လက်ပံကုန်းရွာတင်းဆိုင်ဖြစ်မယ်လို့လည်းတစ်ဆက်တည်းပြန်တွေးလိုက်မိတယ်။ ဒီလိုသေးချိုင်းမြင်တဲ့ထဲမှာညတကောင်ကြီးဖုန်းကြီးကဘာတွေတူးနေရတာလဲလို့ဇော်လင်းဟာပိုပြီးစိတ်ဝင်စားသွားမိတော့တယ်။ဖုန်းကြီးမှာမြေကြီးကိုအတော်တန်အနဲ့တူးဖော်ပြီးတဲ့အခါမှာတော့အဝတ်ပတ်ထားတဲ့အထုပ်တစ်ခုကသူ့လက်အတွင်မှာပါလာချောင်းကိုဇော်လင်းတွေ့လိုက်ရပါတယ်။ဖုန်းကြီးပုံစံက အဝတ်ပတ်ထားတဲ့အထုပ်ကိုတွေ့ရတဲ့အခါမှာတော့အငမ်းမရဟန်နဲ့အဝတ်ကိုလက်နှစ်ဖက်နဲ့ဆွဲဖက်လိုက်တဲ့အခါလာသားအွယ်ကလေးတယောက်ပေါ်ထွက်လာပါတော့တယ်။ကလေးရဲ့အလောင်းဟာလက်လက်ဆက်ဆာနဲ့ နေ့ကမြုပ်ထားခြင်းဖြစ်နိုင်ကြောင်းကိုဇော်လင်းတွေးလိုက်သလိုကလေးအလန်းကိုဖုံးကြီးပါလို့မလဲလို့ဇော်လင်းဟာစိတ်ဝင်စားကြည့်နေစင်ပါပဲဟာလက်ပြီးပစက်ကအတန်ထွက်မအောင်မိဘူးဇော်လင်းအတော်ထိမ့်လိုက်ရတယ်ဇော်လင်းမြင်လိုက်ရတဲ့မိခွေးကအတုတ်ကိုကြောက်လန့်သွေးပက်စရာကောင်းလွန်လာတာကြောင့်ဖြစ်ပါတယ်ဖုံးကြီးဟာလာသားကလေးအလန်းကိုခြေနှောင်းကိုကင်ဆွဲဖျက်လိုက်ပြီးတော့ပြုတ်ထွက်သွားတဲ့ခြေချောင်းတစ်ချောင်းကိုလက်ကကင်ပြီးတော့အငမ်းမရစားတော့နေပါတော့တယ်ခြေတစ်ချောင်းကုန်သွားတဲ့အခါမှာတော့ ကိုခန္ဓာနဲ့တွဲနေတဲ့နောက်ထပ်ခြေတချောင်းကိုဆွဲဖြက်ပြီးတော့ပလုတ်ပလောင်နဲ့အငမ်းမရစားနေပြန်တယ်။ဒုတိယခြေတချောင်းကုန်တဲ့အခါမှာတော့ခေါင်းနဲ့တွဲနေတဲ့ကိုလုံးကိုကန်ပြီးစတင်စားတောက်နေတဲ့မြင်ကွင်းကြောင့်ဇော်လင်းတယောက်ကြောက်စိတ်တည်းနဲ့ဒုတဆက်ဆက်တုံ့လျက်ရှိနေပါတော့တယ်။သူတွေ့နေရတဲ့ဖုန်ကြီးဟာရိုးရိုးလူသားတယောက်မဟုတ်ဘဲနဲ့တရဲတစီဖုန်ကြီးတစ်ပါးဖြစ်မှန်သိလိုက်ရပါတော့တယ်။ဇော်လင်းဟာနောက်ကိုတရွရွစုံလျက်အုတ်တိုက်ပြည့်ရှိရသူ အလင်းမြန်ပြေးပါတော့တယ်။ သူမြင်တွေ့ခင်ရတဲ့ဖုံးကြီးတရေက ခလေးအသားစားနေတဲ့မိခွင်းကဖြောက်ဖြက်မရစွာကန့်ညိပါလာတာကြောင့်နောက်ကျောမလွန်စွာနဲ့နောက်ကမကြခဏလက်ကြည့်ရင်းနဲ့အုတ်တိုက်ပြဲအတွင်းကိုရောက်လာပါတော့တယ်။ဇော်လင်းတယောက်မူးအောင်အိတ်နေတဲ့ကလေးအနည်းရောက်တဲ့အခါမှာတော့မူးအောင်တယောက်တခေါခေါတကူဟုဟောက်၍အိတ်ပျော်နေတုံးပင်ရှိနေသေးတာကြောင့်ဇော်လင်းမှာကြောက်ရွံ့စွာနဲ့မူးအောင်ကိုအတင်းလှုပ်နှိုးလိုက်ပါတော့တယ်။မူးအောင်မူးအောင်ဟိတ်ကမူးအောင်မူးအောင်တယောက်မနှိုးတာကြောင့် ဇော်လင်အခက်ကြုံနေရတော့တယ်။မကြခင်ဖုန်ကြီးတဲ့ရောက်လာပါကသူတို့နေရာအတွက်အန်ဒီယန်ရှိနိုင်ကြောင်းကိုတွေးရင်းနဲ့ကြောက်စိတ်ကြောင့်ဇော်ကြီးများပြက်နေပါတော့တယ်။ဒါကြောင့်မူအောင်ကိုခက်ကြံကြံနောက်တခါထန်လို့ပြန်ပါတယ်။ဟိတ်ကောင်မူအောင်အတန်တိတ်မထွက်နဲ့။အခုငါတို့နဲ့တွေ့နေရတာဖုန်ကြီးတည်းပဲကွာ။ဟမ်ဖုန်ကြီးတည်းအတန်တိတ်မကျင်နဲ့။ငါနောက်မှအကြောင်းစုံရှင်းပြမယ်။အခုငါတို့ဒီကအမြန်ပြေးဖို့လိုနေပြီ။ ဇော်လေးဟာဒုတိယတကြိမ်ကန်ဆောက်နိုးချိန်မှာတော့မူးအောင်တယောက်နိုးလာပေမဲ့အမှုရှင်ကမပြေသေးတာမို့အတိစိတ်မဝင်သေးတာမို့ပါးနှစ်ဖက်ကိုခက်ဆက်ဆက်ရိုက်ပြီးပြောနေရကနေမူးအောင်တည့်ရဲဆိုတဲ့အတန်းကြောင့်ငုတ်ကနေထထိုင်လိုက်တယ်တခါလေးမအေးကြသေးဘူးလားအဲ့ဒီအချိန်မှာပဲနောက်ဖေးဆောင်ကထွက်လာတဲ့ဖုန်ကြီးအတန်းဟာအကွက်ွက်ကြီးကြားလိုက်ရတာကြောင့်ကလေးအသားကိုစားနေတာကိုယ်တိုင်မြင်ခဲ့ရတဲ့ဇော်လေးဟာကိုယ်ဆက်ကနေတုန်တက်သွားတယ် တခါလေးတွေမအိတ်ကြသေးဘူးလားဖုန်းကြည့်တဲ့ကနောက်တစ်ချိန်မေးလာပြန်တယ်ဇော်လင်းဟာမူအောင်အားလက်ကုပ်၍ဝင်ပေါက်စီကိုခြေဖော့နေ၍ရှောက်လာခဲ့ရသည်မူအောင်လည်းဘူးမသိဘာမသိဇော်လင်းနောက်ကနေကပ်လိုက်လာပါတော့တယ်မူအောင်ဟာပျော်ကြနေတဲ့အုပ်ချိုးတစ်ခုကိုနိမိယာကနေအတန်ထွက်သွားပါတော့တယ်တခါလေးဘာတန်တွေလဲမူအောင်ပြေးပြေးပြီတော့အတွင်းဘက်မှာဖုန်းကြည့်တဲ့လမ်းမေးတဲ့အတန်ကြောင့် ဇွန်လေးဟာမူအောင်ကူလီတန်တူတူနဲ့ပြေးရန်တတိပေးလိုက်ပြီးတော့သူကိုယ်တိုင်လည်းတကားဝကနေတဆင့်အပြင်တို့ပြေးထွက်ခဲ့ပါတော့တယ်။မင်းတို့ကိုယ်တိုင်ငှက်နေရလားတဲပြီးတော့ငါခွင့်ပြုချက်မရပဲထွက်သွားဖို့လုပ်နေကြတာလား။ငါအကြောင်းသိမယ်။နေရောက်တာပြေးထွက်လာကြချင်းသူတို့ရဲ့နောက်ဖက်ဥဒတိုင်းအပြည့်အတွင်းကနေဖုံးကြီးတရရဲ့အန်ကျိတ်ကျင်းဝါတံကို ကြားလိုက်ရပါတော့တယ်။ဇွန်လေးနဲ့မူအောင်နေရောက်ဟာလက်ပံကိုရွာဘက်သို့ဥတီပြေးလာရင်းနဲ့ နောက်တို့တစ်ချက်ပြန်လှည့်ကြည့်လိုက်မယ။ဟာဘာကောင်ကြည့်လဲဇော်လင်။ပြေးမှုအောင်အဲ့ဒါဖုန်းရှိတည်းရဲ့ဖုန်းကြည့်တည်းဟာလေပေါ်မှပြန်ဝဲရင်းနဲ့သူ့နောက်ကိုလိုက်ပါလာရာနှစ်ယောက်သားဟာဥရဖားရနဲ့ပြေးနေကြပါတော့တယ်။မင်းတို့အသားကိုစားမယ်။သွေးကိုတောက်မယ်။အသေးသားတွေစားနေရတာကြာနေပြီ။ဒီနေ့တော့အရှင်သားလေးစားရပြီပေါ့။နှစ်ယောက်သားနောက်ဖက်စီမှာကျင်းဝါတန်တွေကသွေးပြက်ဖွယ်ရအတီမို့ ပစိုးမနိုင်ပဝါမနိုင်နဲ့ပြင်းနေကြပြီးနောက်ကိုတစ်ချက်ပြန်လဲအကြည့်မှာပဲဖုန်ကြီးတရေကလေဘဝဝင်းကနေသူတို့နောက်ကိုလိုက်လာတာမကြခင်မီတော့မှမို့ညောင်သားဟာထိတ်လန့်တကြဖြစ်ကုန်ကြတယ်အဲ့ဒီအချိန်မှာပဲသူတို့ရှိခလလန်းစီကနေစကားပြောတဲ့များကိုကြားလိုက်ရတာကြောင့်ညောင်သားဟာအားတက်သွားပြီးတော့တိုင်ပင်ဆရာမလို့ပဲနဲ့ခြေလမ်းများကအဲ့ဒီနေရာစီကိုပြေးသွားကြပါတော့တယ်ဟေ့ဘသူတွေလဲကွာတရေလိုက်လို့ ခေကြပါတောင်ပေါ်ကနေတစ်လုံးများကိုကျွဲဖြစ်ဆွဲ၍တွားနေကြသူနှယောက်ဟာခြေတန်တဖုတ်ဖုတ်နဲ့ပြေးလာတဲ့ခြေတန်တွေကြောင့်ကျွဲများလန့်ကုံနာကြောင့်ထိနေကြရင်နဲ့တယောက်ကနေလမ်းမေးလိုက်ပါတော့တယ်ဇော်လင်းနဲ့မူအောင်ဟာတကူလုံးခြေများဆူရွှဲလျက်ရင်ပတ်ကြီးဟာနှိတ်ချင်မြင့်ချင်နဲ့မောပန်းစွာရှိနေရကနေလူတွေ့ရချင်းကြောင့်အပေးရက်လိုက်ပြီးတော့နောက်ကိုပြန်လှည့်ကြည့်တော့ဖုန်ကြီးတရေကိုမတွေ့ရတော့ဘူးတရေ၆ခံလိုက်ရတာထင်နေလာလာလာ ကျုပ်တို့နဲ့ရွာလိုက်ခဲ့ကျဲသမားကဒစုံတရားကိုတိနေဟန်မိုးအောင်နဲ့ဇော်လင်းကိုလက်ပံကုန်ခေါ်သွားပါတော့တယ်နောက်နေ့မနေ့ဇော်စောမှာတော့တစ်ကျင်လဲများလာမှာမို့သူတို့တစ်ကွက်ကနေတင်များမနေ့အကုန်ဆုံးစင်းရန်ညာပိုင်းလိုက်ရောက်နဲ့အလုလုနေချခြင်းဖြစ်ပါတယ်မိုးအောင်နဲ့ဇော်မင်းကတော့ကံကောင်းထောက်မှန်စွာနဲ့တစ်ဆွဲသမားနှစ်ယောက်နဲ့ဆုံတွေ့ကြခြင်းပါပဲလက်ပံကုန်ရွာအနီးတစ်စကန်ရောက်ချိန်မှာတော့ကျွဲများတပူဖြုတ်၍ဆွဲလာတဲ့တင်များကိုတစ်ဆွဲသမားနှစ်ယောက်က တိပုံပေါ်မှာစီးထက်ခြင်းပြုလုပ်နေကြချိန်မှာပဲမိုးအောင်တဲ့စွန်လေးမှာရေအိုးစင်တစ်ခုတွေ့တာကြောင့်ရေကိုအငမ်းမရတစ်ခွက်ပြီးတစ်ခွက်တောက်နေကြပါတော့တယ်ပြီးတော့ကွက်ပြပေါ်မှာမမောနဲ့ခြေပြက်လက်ပြက်လဲချလိုက်ကြတယ်ခမည်းတော်ဖုန်းကြီးတည်းရဲ့အချောက်ခံလိုက်ရပြီထင်တယ်ဟာကျွန်တော်တို့ဘာဖြစ်တာလဲသိနေတယ်တိဆွေသမားတယောက်ကသူတို့နှစ်ယောက်အနီးကိုရှောက်လာကြရင်နဲ့ပြောလိုက်တဲ့စကားကြောင့်မိုးအောင်တဲ့စွန်မင်းဟာအံ့ဩသွားကြတယ်တိဆွေသမားကပြုံးလိုက်ရင်နဲ့ ကွက်ပစ်မှာဝင်ထိုင်လိုက်တယ်။ညနေတကောင်အဲ့လင်ကဘသူမှမဖြတ်ရဲကြဘူးဗျ။ဖုန်ကြီးတည်းရဲ့၆တာကြုံရလုံးလို့လေ။မိုးအောင်ကနေအဲ့ဖုန်ကြီးတည်းရဲ့အကြောင်းကိုတင်းပြောပြပါလားအကို။ဟုတ်တယ်အကို။တင်းပြောပြပေးပါ။ကြောက်လဲကြောက်တယ်စိတ်လဲဝင်စားတယ်။ဇော်မင်းကလည်းတိလိုအကြောင်းကိုဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်။တိဆွေသမားပြောလာတဲ့အကြောင်းအရာကတော့မင်းတို့ညအိတ်ခဲ့တဲ့အုတ်တိုက်ပြက်ကရှီတုံးကဘုန်းကြီးကျောင်းဆောင်တခုပဲ။ အင်းကအဲ့နာပက်လင်မှာတော့ရွာတရွာရှိခဲ့ဘူးတယ်။နောက်တော့ကာယောဂါတစ်ခုကြောင့်ရွာပြက်သွားခဲ့တယ်။ဘုံအကြောင်းမှလည်းကြောင်းနိုင်မရှိတော့ဘူးပေါ့။ဒီလိုနဲ့လွန်ခဲ့တဲ့10နှစ်ကျော်ကဘယ်နေကမှမသိတဲ့ဖုန်ကြီးတစ်ပါးရောက်လာတယ်။တလတစ်ခါတော့တော့ရွာကိုစွန့်စင်စိအလူခံကြွလာလေးရှိတယ်။တချို့အပြောကတော့အဲ့ဒီဖုန်ကြီးဟာဝင်းနီးတော်နဲ့မညီဘူးပြောကြတယ်။ဒေါ်နေတတဝအကောင်ပလောင်နေတက်နေတာ။တချို့တွေ့သူတွေတွေ့တယ်ပြောတာပဲ။ဒီလိုနဲ့ ကုန်ခဲ့တဲ့သုံးနေ့ကအဲ့ဒီကျောင်းသားကနေဖြတ်သွားတဲ့သူတို့ကအပုတ်နဲ့ရလို့အထဲဝင်ကြည့်ကြတော့အထဲမှာတေးလို့အပုတ်နဲ့တောင်ထွက်နေတဲ့ဖုန်ကြီးကိုတွေ့လိုက်ကြရတော့တယ်။အဲ့အာနဲ့ရွာသားတွေကပဲကျောင်းသားမှာမိတကျူပေးလိုက်ကြတာပါပဲ။ခက်တာအဲ့ဒီဖုန်ကြီးပြန်လည်လို့မပြီးတိတ်မကြပါဘူး။ညဘက်ဖြတ်သွားဖြတ်လာတချို့ကိုလိုက်ချလို့ညဘက်ဆိုရင်တော့အဲ့ဒီလမ်းကိုဘယ်သူမှမသွားရဲကြတော့ဘူး။အခုမင်းတို့ကြုံလာရတာလေဖုန်ကြီးတည်းရဲပါပဲ။ တစ်ဆွေသမားရဲ့စကားအစုံမူးအောင်တဲ့ဇွန်လင်းဟာစက်သိမ်းမွေးကြီးများထောင်ထား၍နောက်ကျောမလုံစွာနဲ့ဘေးဘီဝဲရကိုကြည့်နေမိကြတော့တယ်။မူးအောင်ကတော့မူးပြီးအိတ်နေတာကြောင့်ကြောက်လန့်စရာကိစ္စကိုသိမကြုံရပေမဲ့ဖုန်ကြီးတည်းရဲ့ကကလေးအလောင်းဖော်စားနေတဲ့မြင်ကွင်းကိုပဲမြင်ခဲ့ရတဲ့ဇွန်လင်းမှာတော့ပိုရထိတ်လန့်စိတ်ဖြစ်မိပါတော့တယ်။နှစ်ယောက်လုံးအတွက်ကတော့ဖုန်ကြီးတည်းရဲ့နဲ့ဆုံတွေ့ခဲ့ရတဲ့အကြောင်းကိုတော့တသက်စာအမတ်ရက်နေမှာတော့